မမနွေဦးရဲ့ little session လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့ new history channel လေးကနေပြန်လဲကျေးဇူးပါတယ်ဒီနေ့မမနွေဦးရဲ့ little session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တမျိုးတမီဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ little session လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်းသေးဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်တမျိုးတမီ တခါတော့ကလူတယောက်နဲ့ချင်းနှစ်တကောင်ဟာတော်ရဲကိုအတူတူဖီးထွက်ကြလေတယ်တော်သေးတို့သွားရင်လမ်းမှာဘသူအင်အားပူကြီးချောင်းကြွားဝရင်စကားမျက်ကြလေတယ်လူကလည်းမိမိတို့လူသားတွေဒါအင်အားအကြီးဆုံးဖြစ်ကြောင်းပြောတယ်လို့ချင်းတိကလည်းမိမိတို့မျိုးနွယ်သေးတာအင်အားအကြီးဆုံးဖြစ်တယ်ဟု၍ပြောဆိုရင်ညှဉ်းခုံကြတယ်ပေါ့ထို့သူစကားမျက်လာရင်96ရောက်လာစင်မှာကွင်းမြေတစ်ခုစီကိုရောက်သွားကြလေတယ် ထိုကွင်းမြကြီးအလင်းမှာရုပ်တုတစ်ခုရှိပြီးထိုရုပ်တုဟာဟာတူရီကတနာယီလာချင်းနစ်တကောင်ရဲ့ပတ်ဆက်ကိုဆွဲဖျက်နေတဲ့ပုံဖြစ်တယ်။ထိုရုပ်တုကိုတွေ့တဲ့အခါလူသားကခုလိုဆိုတယ်။ဟိုမှာကြည်စမ်းမင်းတို့အင်အားကြီးလာပါဆိုတော့တောပင်ချင်းဒီကငါတို့လူသားလက်ထဲမှာအယုတ်လေးဖြစ်နေပါလား။တွေ့လား။ဟူ၍လူသားကဆိုလေတယ်။ထိုအခါချင်းလေးကရင်မောလိုက်ပြီးဟာဒီရုပ်တုကလူသားတွေထုထားတာကွာ။ ငါတို့ချင်းတိတွေကထုရင်တမျိုးသမီးပြောင်းသွားမှာဟိုရင်ချင်းတိကပြန်ပြောလိုက်လေတယ်။အုံမင်းလေးကဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လက်သက်ဆက်ချင်းလေးတို့ရင်ဒီပုံမင်းလေးစီကနေတင်ယူရမယ့်တင်ငန်းစာကတော့လောကမှာရှိတဲ့အချို့သောလူတွေဟာကိုเจ้าကိုပြောမယ်ဆိုရင်အကောင်းတာပြောတတ်တဲ့သဘောတဘာဝကိုဒီပုံမင်းလေးကဖော်ညွှန်းထားခြင်းပဲဖြစ်ပေတယ်။ အဲ့ဒီတော့မမနေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လေဒီပုံမြင်လေးစီကနေသင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်နော်မမနေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လေအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကို ဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့မိသက်တမ်းရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်ကြပါစေလို့မမနေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော် ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပါစီမဲ့ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့ Noi U Story Channel ကနေမြန်မာစံတော်ချိန်ညစဉ်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမနွေဦးအတွက်အားဖြစ်စေတဲ့ Like and Subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ကျေးဇူးကြမယ်နော်။